တိုးတက်နေတဲ့အမေရိကန်နိုင်ငံမှာမတိုးတက်ကြသေးတဲ့လူတစုသို့မဟုတ်အာမစ်ပြည့်စင်မီတွေစမတ်ဖုန်းတွေ Wi-Fi တွေဒါမှမဟုတ်ခင်မီအသုံးဆောင်တွေမပါဘဲနေထိုင်ရတဲ့ဘဝကိုဘလို့ဖြစ်မလဲလို့တွေးကြည့်ကြဘူးပါသလားခွေမျိုးတိုးတက်ပြီးသားနိုင်ငံတခုဖြစ်တဲ့အမေရိကန်ပြည်ထောင်စုရဲ့ကျေးလက်ဒေတာတွေမှာဒီနေ့အထိခေတ်လိုက်တိုးတက်မှုတွေကိုညှင်းဆန်ပြီးခေတ်ဟောင်းပုံစံနဲ့ နေထိုင်ကြတဲ့အတိုင်းဝိုင်းတစ်ခုရှိပါတယ်။သူတို့ကိုတော့အာမစ်လို့ခေါ်ပြီးရာစုနှစ်ပေါင်းများစွာခေတ်တစ်ကဘာကအခြားဘသူနဲ့မှမတူတဲ့ယိုရှင်ပြည်ငိမ့်ညံ့တဲ့ဘဝနေထိုင်မှုပုံစံကိုဖိနှိမ်ခဲ့ကြပါတယ်။ဒီနေ့ဗီဒီယိုလေးမှာတော့အာမစ်တွေဆိုတာဘသူတွေလဲ။ဘာကြောင့်ခေတ်တစ်နီးပညာကိုရှောင်ရှားကြတာလဲ။သူတို့ရဲ့အတိုင်းဝိုင်းတွင်းကဘဝကဘလိုပုံစံလဲဆိုတာကိုကျွန်တော်နဲ့အတူတူလေ့လာကြည့်ကြရအောင်။မင်္ဂလာပါတငယ်ချင်းတို့ရေ General Knowledge မြန်မာ Channel ကနေအပံပြန်လဲကြိုဆိုလိုက်ပါရစေ။ ဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်ရဲ့ YouTube Channel လေးကို Like and Subscribe ပြုလုပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်ဗျ။အဲတငယ်ချင်းတို့ရေအမေရိကန်နိုင်ငံကအာမစ်တွေစီကိုကျွန်တော်တို့ခရီးထွက်လိုက်ကြရအောင်